အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်ဒီအားလုံးမင်္ဂလာပါ Manchester United အသင်းကတော့အခုသူတို့ရဲ့တောင်ပန်ကစားမှာ Alejandro Garnacho ကိုရောင်းဖို့ဆုံးဖြတ်သွားတဲ့အခြေအနေမျိုးရှိတယ်လို့ဖော်ပြလာတယ် Alejandro Garnacho ကအခုလက်ရှိမှာ Man United အသင်းကထွက်ဖို့များတယ် ဟိုလောတဲ့ကမှတ်ပြီလားအတလက်တစ်ကယာစီမစခင်ယာစီမပိတ်ခင်တော့ငါဘာပြောလဲဆိုမန်ချက်စတာယူနိုက်တက်မှာဂါနာချူထွက်ဖို့များပြီးတော့ကိုဘီမင်းနူတာဆက်ရှိဖို့များတယ်လို့ဆိုထားတဲ့အချိန်မှာအခုလက်ရှိမှာအလဟန်ဒိုဂါနာချူထွက်ဖို့များပြီးယူရိုပါလိဖိုင်နယ်မတိုင်ခင်အောက်အဆင့်ဇက်တိုက်မှာဂါနာချူဟာယူနိုက်တက်အတွက်တောက်လျှောက်ပါဝင်ခဲ့တယ်ခြေစွမ်းပြတယ်အကောင်းဆုံးကစားခဲ့တယ်ဒါပေမဲ့ဖိုင်နယ်မှာနီးပြားကသူ့ကိုကျော်ပြီးတော့မောက်ကိုတုံးလိုက်တဲ့အတွက်ကြောင့်နည်းနည်းလေးတော့စိတ်ကောက်သွားတယ် ။ဒါကြောင့် तू ကတော်တော်လေးစိတ်ပြတ်နေတဲ့အချိန်မှာသူ့ရဲ့အနာဂတ်ကဘာဖြစ်မှမသိကြဘူး။ဘာညာရှောက်ပြောနေတယ်။အဲ့မှာတစ်ဖက်မှာလည်းခါနာချိုးရဲ့အကူဖြစ်သူကလည်း တောက်လျှောက် United ကိုကယ်တင်လာတဲ့ကစားမားက final မှာ16မိနစ်ပဲကစားတာတော့တကယ်ကိုမမျှတာတဲ့အခြေအနေမျိုးရှိတယ်ဘာညာပေါ့လေ social media instagram နဲ့အဲ့ပေါ်မှာဒါသူတို့ရဲ့စိတ်ပျက်စရာတွေကိုတင်ထားတယ် United ကဒီလိုမျိုးပြဿနာတွေအရင်ကဖြစ်ပြီးသားဖောဖောပါပါဝင်တော်တော်များများမှာမကြာခဏဖြစ်နေရှိတယ်ဒါပေမဲ့ဂါနာချိုကိစ္စမှာဒါ Ruby Amron စိတ်ပျက်စရာကဗျာဟို semi final တုန်းကလည်းဒါ athletic ဒီ ကလပ်နဲ့ကစားတဲ့ပွဲတော့ကလည်း1 by 1လွတ်သွားတဲ့အပိုင်လေးပါဝင်ဂါနာချိုကတကယ် golden chance တော်တော်များများကိုသူဖြုံးနေဒါပေမဲ့ in terms of style of play မှာ तू ကောင်းချင်မှာကောင်းမယ်ဒါပေမဲ့ तू ဟာပြိုင်ဘက်တကိုခေးရွဖြစ်စေတယ်ပြိုင်ဘက်တွေကိုဒုက္ခပေးနိုင်တဲ့အရေးတွေကတခြားကစားပွဲတွေတော့ပိုကောင်းတယ် तू မလာပြီးတဲ့အချိန်မှာအပိုင်လုံးတွေ pressure တွေကိုဟိုဘက်က spark back ကိုတောက်လျှောက်ပေးခဲ့တာအဲ့ချက်ကြောင့်လေကာနာချိုပိတ်တက်တွေကဒါကြိုက်တဲ့သူလည်းရှိလို့မကြိုက်တဲ့သူလည်းရှိတယ်ဒါပေမဲ့အခုကာနာချိုရဲ့ attitude ကိုတိတ်တဘောမကြဘူးလေသူရဲ့ finishing ပိုင်းနဲ့ final သက်ဆုံးမှာအားနည်းမှုတွေဒီနေရာမှာ Manchester United ကကစားမတွေအားလုံးကို transfer window တင်ဖို့ပြင်ထားတဲ့အချိန်မှာဒါ Anthony တို့ နောက်တစ်ဖက်ကဆန်ချိုတို့နောက်ရက်ရှ်ဝုတို့အပါဝင်နောက်တစ်ချိန်တည်းမှာပိုင်လန်းနဲ့သူတို့ဆင်းထားတယ်ဒါပေမဲ့အခုလောလောဆယ်မှာဂါနာချိုတို့အပြောင်းရွှေ့ကိုသူတို့ဘက်ကတန်း60လောက်ထိမျောလင်းထားတယ်ဆိုတော့ Telegraph မှာပေါ်ပြတဲ့ report ရဲ့ Daily Express မှာပေါ်ပြတဲ့ report ရဆိုရင် Alejandro Garnacho ကို Manchester United ကပြောင်းရွှေ့ချီတန်း60ရရင်ရောင်းမယ်တန်း60ရတော့တကယ်ကို fair ဖြစ်တယ်တန်း60ကတကယ်ကိုတန်ကြီးပဲဒါဘာကြောင့်လဲဆိုတော့ဘယ်လိုပြောမလဲဆိုတော့ ဂါနာချူကလက်ရှိမှာ quality player ဖြစ်တယ်ဒါပေမဲ့လည်းတန်း60လောက်တော့ကောင်းကောင်းရတဲ့အသက်အရွယ်ရလဲဒါတော်တော်လေးရတဲ့ဒါလက်ရှိအနေထားရဒါ price ကလည်းတန်း60ဆိုတော်တော်လေး fair ဖြစ်တဲ့အမောင်းပဲပြီးတော့ဒီနေရာမှာသူကတကယ့်ကိုအသက်လည်းငယ်သေးတယ် talented ဖြစ်တယ်အဓိကတော့သူက injury ခင်းတယ်သူ့မှာဒီပြအကောင့်တယောက်အောက်မှာသူ့ကိုကောင်းကောင်းထိမ့်သိမ့်သိမ့်သိမ့်နဲ့ဒါတေချာပေါက်တေချာပြင်ဆင်ပြီးတော့ try ပေးမယ်ပို့ပြီးတော့ ဒါလိကျင့်ပေးမယ်ဆိုသူပိုကောင်းလာအခုကသူကကြောက်ရိုင်းတုံးတစ်ခုပဲရှိတာဆိုတော့ Man United ကဒါအခုအသင်းမှာမတင်ကြတော့တဲ့ဂါနာချိုကိုရောင်းထုတ်ဖို့ပြင်ဆင်ထားပြီးတန်း60 market ဈေးသတ်မှတ်ထားတယ်တစ်ချိန်တည်းမှာပဲဒါအခု Rashford White Land ကိုပါပြောင်းရွှေ့စည်းကွက်တယ်မှာအရှင်းအရှင်းတိုင်းပြောရပြ White Land ကို United ကမကြိုက်ဘူးဒါ82တန်းနဲ့ခေါ်ထားတယ်ဒါပေမဲ့ ချက်ချင်းကြီးပြန်ရောက်ဖို့ကလည်းသူတို့ခတ်တဲ့အတွက်ကြောင့်သူတို့က Rasmat Finland ကိုဒါနည်းနည်းလေးတော့သူတို့ဘက်ကဈေးလျှော့ပြီးတော့ဒါထိန်းထားခြင်းနဲ့ဈေးကတော့နည်းနည်းတော့သူတို့ပြန်လို့ကျွန်တော်ပြောလေအများကြီးမရရင်တော့မှနည်းနည်းတော့ဘာလို့လဲဆိုတော့သူတို့82တန်းပေးထားတဲ့ကစားမတစ်ယောက်အတွက်အဲ့လောက်ကြီးတော့သူတို့ချော့ပေးမှာမဟုတ်ဘူးသူတို့ကတော့ ဒါ90ပဝင်းကျင်းလောက်ကြာရင်52တန်းလောက်52တန်းတော့ရှားဖို့ခက်တယ်ဆိုတော့အလဟန်ဒိုကာနာချိုကိုမန်ယူနိုက်တက်ကရောင်းဖို့ဆုံးဖြတ်ပြီးဒါတန်း60ပြောင်းရွှေ့ချစ်တီတတ်မှတ်တယ်ဟိုအစောပိုင်းလုံးကတော့60လောက်ပဲတတ်မှတ်ထားပြီးပြီအခုကတန်း60ချီတတ်မှတ်ထားပြီးတော့ဘတ်စမတ်ဖိုင်လန်ကိုလည်းပြောင်းရွှေ့စည်းကွက်တင်ဖို့လုပ်တယ်တော့အစောပိုင်းနဲ့တင်ထားတဲ့ဆန်ချိုတို့အန်တီတို့ရက်ဖို့ကိုဖယ်ထားလိုက်ဒါပြီးတော့မှအခုလက်ရှိမှာတခြားတခြားတော့ပြောင်းရွှေ့အကြောင်းပေါ့လေဒါတော့အခုလက်ရှိနေထားရစိတ်ဝင်စားစရာရှိပြီးတော့ ရက်စမတ်ဖိုင်လန်ကိုယူနိုက်တက်ကရောင်းမယ်စန်ဒီဂါနာချိုရောင်းမယ်ဆိုရင်တို့ဘသူတွေပြန်ဖြစ်မယ်တကြတာတော့ဂါနာချိုကမန်ယူနိုက်တက်ကမစ်ပြကောင်းတယ်လဲကောင်းတယ်ရောင်းရမှာလဲရောင်းချင်တယ်ဒါဆက်ထားလဲထားချင်တယ်ဘာလို့ဆိုတော့ तू ကအရေးကြောင်းသူ तू ကတခုခုစမ်းသပ်ဖြစ်အောင်လုပ်နိုင်တယ်အခြေအနေဒါပေမဲ့ဖိုင်လန်ကတော့ကျွန်တော်ထင်တော့ရောင်းတယ်ဒါကျွန်တော်အမြင်ပေါ်လေဘယ်လိုမြင်ကြလဲကိုမမဝင်ရောက်မှချက်ပြပါအောင်လို့ချိန်ကြပါလေ